ကိုညာလိုကစားသမားတွေဘာကြောင့်အတင်းမှာလိုအပ်တယ်ရှင်းပြလာတဲ့အမော်ရင်အားလုံးပဲမင်္ဂလာပါ M Football စုံကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ် Manchester United အင်းရဲ့နီးပြဖြစ်သူ Ruben Amorim ကတော့အတင်းမှာဘရာဇီးကွင်းလယ်တိုက်စစ်ကစားသမား Matheus Cunhalo ကစားသမားတွေမရှိမဖြစ်လိုအပ်ကြောင်းပြောဆိုလာခဲ့ပါတယ် Amorim ကဘရာဇီးသားရဲ့အရေးပါပုံကိုအခုလိုပဲပြောဆိုလာခဲ့တာပါကျွန်တော်တို့ရဲ့အတင်းမှာခေါင်းဆောင်ကောင်းတွေလိုပါတယ်ဒါပေမဲ့ဘောလုံးကိုယူတွတ်တွတ်ကစားတဲ့ကစားသမားတွေကိုလည်းလိုအပ်ပါတယ် ဆိုပါတော့ဗျာကိုညာလိုကစားသမားမျိုးပေါ့သူကကျွန်တော်ပြောတဲ့ကစားသမားပုံစံမျိုးပါကိုညာကလူကောင်းတစ်ယောက်ကစားသမားကောင်းတစ်ယောက်ပါဒါပေမဲ့ तू ကကိုင်းနေရောက်ပြီဆိုတာနဲ့ဘယ်သူပဲဝါးရကြည့်မနေပါဘူးသူ့ရဲ့ပုံစံအတိုင်းပဲကစားသွားတာပါကျွန်တော်တို့ရဲ့ကစားသမားတွေမှာလည်းအခုလိုမျိုးစိတ်တက်တွေခံစားချက်တွေလိုအပ်ပါတယ်လို့အမော်ရင်ကပြောဆိုသွားခဲ့တာပါဒီတခါတော့အမော်ရင်ပြောတာမှန်ပါတယ်ဒီဘက်ကအတင်းတင်းအောင်မြင်ဖို့ဆိုတာလိုအပ်တဲ့ကစားသမားတွေအပြည့်စုံရှိရပါမယ်ဘရူနိုဖာနန်ဒက်စ်လိုခေါင်းဆောင်တွေ အန်ဖူမိုလိုအရန်စူးစားသူတွေကိုညာလိုဖန်စီပလေယာတွေကရှိတင်ပါတယ်အမော်ရင်ကလည်းကိုညာနဲ့ဥမာပေးပြီးဒီချက်ကိုထောက်ပြသွားတာပါကိုညာကဘရာဇီးလားဖြစ်လို့ဘောလုံးစကေးပိုင်းကျွမ်းကျင်မှုပိုင်းကထိတ်တန့်အဆင့်မှာရှိပါတယ်လက်ရှိအချိန်ထိတော့ကိုညာကယူနိုက်တက်မှာတွင်ကိုးတွေမရရှိသေးပဲကိုရရှိဖို့ရုန်းကန်နေခဲ့ရတာပါဒါပေမဲ့ကိုညာပါဝင်တဲ့ယူနိုက်တက်ရဲ့တိုက်စစ်ပိုင်းအခင်းချင်းကအတော်လေးကိုအသက်ဝင်နေခဲ့ပါတယ်ကိုညာကတော့ဒီနေရာဒီအပြောင်းရွှေ့မှာဥပဟန်တန်အသင်းကနေ United အသင်းစီကိုပြောင်းရွှေ့ခြေပေါင်62တန်းခွဲနဲ့ပြောင်းရွှေ့လာခဲ့တာပါဒီနေ့တင်ဆက်မှုကတော့ဒီလောက်ပါပဲနောက်ဆုံးရအား